ကျွန်တော်လက်တလုံးมาပေါ့ဗျာကျွန်တော် Kevin K နောက်ဇော်ကြီး Entertainment อ่ะဇော်ကြီးတို့ ਨੇ ကျွန်တော်ဟာတာတူလေးတွေကျွန်တော်ရိုက်ပါတယ်နောက်ပြီးတော့ကျွန်တော်အခုတော်တော်စင်မှာအဲဒီကားရိုက်မရှိတဲ့အချိန်မှာကျွန်တော်ပကြီကားတွေရေးနေပါတယ်ကျွန်တော်ကပကြီចောင်းစင်းဖြစ်တဲ့အတွက်ကိုကျွန်တော်ကပကြီအလုပ်ကိုပြန်လုပ်နေပါကျွန်တော်ဆရာဖြစ်တဲ့ဆရာမောင်မောင်လာမြင့်နဲ့ကျွန်တော်အတူတူ ပကြီးရေးနေပါလေခင်ဗျာဟုတ်ကဲ့ကျွန်တော်ကဒီလောကကိုဟိုစိတ်ပါဝင်စားတော့ကြာပါပြီကျွန်တော်ဝါသနာပါတာကြာပါပြီဒါပေမဲ့ကျွန်တော်1989ခုနှစ်ကစပြီးတော့ကျွန်တော်ဒီလောကကိုကြောက်လာပါတယ်ကြောက်လာတဲ့အချိန်မှာကျွန်တော်ပထမဦးဆုံးကျွန်တော်ရဲ့ဆရာကြီးဖြစ်တဲ့ဒိုက်တာဦးစိုးမြေကိုင်းဆန္ဒအောင်သိန်းစတဲ့ကျွန်တော်ဒိုက်တာဒီအောက်မှာကျွန်တော်လုံးလောက်ပါ ဒါဟိုဆရာအောင်ဦးအောင်သိန်းပြောထားတဲ့စကားတခုရှိတာပေါ့ခင်ဗျာကျွန်တော်တို့အမှုပညာကိုနောက်ဖေးပေါက်ကဝင်လာတယ်ဆိုတဲ့လူတန်းစားတဲ့မှာတော့ကျွန်တော်မပါပါဘူးကျွန်တော်ဒီလောကကိုရောက်တဲ့အချိန်မှာကျွန်တော်မိတို့မှန်တို့ဘဝနဲ့ကျွန်တော်စခဲ့ရပါစပြီးတော့မှကျွန်တော်ရဲ့နောက်ထပ်သစဉ်ဖြစ်တဲ့ကျွန်တော်ရဲ့လက်ရေးလက်သားပါညာတိကျတဲ့ကိစ္စလေးရှိတော့ကျွန်တော်မှတ်တမ်းအနေနဲ့နေရာပြကြပါတယ်အဲဒီကနေပြီးတော့ကျွန်တော်ကားဆက်တယ်ကားဆက်ပြီးတော့မှကျွန်တော် နောက်ဆုံးကျွန်တော်ဇာညွန့်လိုင်းကိုပြောင်းရေးပါတယ်အဲ့လိုနဲ့ကျွန်တော်အစစ်အစစ်ကြော်ပြတ်ပြီးတော့မှကျွန်တော်ဒီနေရာတကူရောက်လာတာပါကျွန်တော်ကဇာညွန့်စာရေးတဲ့အချိန်မှာဟိုအများကြီးပေါ့နော်ကျွန်တော်တော့မေးတာလည်းမေးကုန်ပါပြီတိတိကျကျမရှိသိမပြောချင်လို့ပါအများကြီးကျွန်တော်ရည်ခဲ့ဘူးပါတယ်အဲ့ဒီမှာကျွန်တော်အော်ကျွန်တော်တို့ရဲ့ channel ပေါ့ TV channel line မှာလည်းကျွန်တော်တို့ရွာဆိုတဲ့ဇာတ်လမ်းတစ်ပတ်တကူဒိုက်တာမိုးစောကိုအဲ့လို့ ကျွန်တော်ရေးပြီးတော့တူတူတင်ဆက်ခဲ့ပါတယ်။အဲရွာကလည်းအပိုင်း၄00ကျော်အထိပြပြီးတော့မှကျွန်တော်တို့အခြေအနေအကြောင်းတစ်ခုကြောင့်ရပ်တန့်သွားတာပါခင်ဗျာ။အဲတော့ကျွန်တော်ဟိုနေ့ပေါ့ TV channel မှာလည်းဇာတ်လမ်းရေးဘူးပါတယ်။နောက်တစ်ခါကျွန်တော်မျိုးစော်ကူနဲ့ပဲဆက်ပြီးတော့ကျွန်တော်တို့ MRTV ကနေပြီးတော့ပြည်သူနီတိဇာတ်လမ်းအတူလေးကြီးပါတယ်။ကျွန်တော်တို့ပြောတာပီတိမြေရှင် เนาะမင်းသားနေအောင်မကင်မမိုအီရုနဲ့တခါတဲ့ကြောင်းเสียတယောက်ရဲ့ယူသားတဲ့စေတနာဖြူစင်တဲ့စိတ်ထားကိုအဓိကဇောင်းပေးပြီးရေးထားတဲ့ဇာတ်လမ်းလေးကျွန်တော်ရေးပြခဲ့ပူပါတယ်နောက်ထပ်ဆက်ဆေးတွေကိုတောက်ကြတဲ့ကျွန်တော်တို့မိဘပြည်သူတွေအတွက်ကိုကျွန်တော်တန်ရင်စေးလုံရင်ပေးဆိုတာကိုစော်ဦးဒေါ်စန်းစန်းဝန်းတို့နဲ့တခါရိုက်ပါကျွန်တော်ရေးပေးပါနောက်တခါတက်ပြီးတော့ ုနေ့ဖြစ်တာတော့ကျွန်တော်မောခရည်ဆိုတဲ့ဇာတ်လမ်းလေးပါအဲ့ဒီမောခရည်ဘာဖြစ်လို့ကြီးရလဲဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံမှာဟိုဥပဒေပေါ့တရားဥပဒေစိုးမိုးရေးကိုကျွန်တော်လိုလားတဲ့အတွက်ကျွန်တော်ပညာပေးရေးသားခြင်းဖြစ်ပါတယ်အဲ့ဇာတ်လမ်းလေးမှာဟာတရားသူကြီးဖြစ်တဲ့လူဟာသူ့ရဲ့တူကိုယ်တော်သူကအမိတ်ချလိုက်ပါတယ်သူများကိုတွားပြီးတော့ကိုတိလက်ရောက်စော်ကားတဲ့တူတော်မောင် အမင်းချလိုက်တဲ့အတွက်သူ့အမအရင်နဲ့သူဟာရန်သူဖြစ်သွားပါတယ်ကျွန်တော်အဲ့လိုသန္တန်လေးရေးခဲ့ပူပါတယ်ဟုတ်ကဲ့သူကေမီကိတ်ဆိုရင်ကျွန်တော်တို့ဒီဆိုရှယ်မီဒီယာ live မှာဟာတာနဲ့တော်တော်လေးကိုပေးတက်ပြီးအားပေးတဲ့တယောက်ဆောင်သူဖြစ်ပါတယ်သူကနေပြီးသူရိုက်ကူးရရှိကျွန်တော်အမြဲတမ်းခေါ်ပါတယ်ကျွန်တော်မပါလဲသွားပါတယ်သွားပြီးတော့ကျွန်တော်ထိုင်နေလဲကျွန်တော်သူ ဟိုနေ့ဖြစ်ပါပြန်ကြည့်တာပေါ့ဗျာကျွန်တော်ဒီခေကာလမှာဖြစ်နေတဲ့အချိန်ဒီမှာပြန်ကြည့်ပါကျွန်တော်တို့ကဒီလိုပဲလက်တွဲပါတခါလေကြာရင်သူနည်းနည်းကောင်းစားတာပေါ့နော်ဒီနေရာလေးကဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အချိန်မှာကျွန်တော်ရဲ့ဘေးကအကြံဉာဏ်ကိုလည်းသူလက်ခံပါဟုတ်ကဲ့ကျွန်တော်အဲ့လိုခီးစက်နေပါလေခင်ဗျာသူတက်ပြီတော့ပထမအဦးဆုံးရိုက်တာကတော့ကျွန်တော်တို့ရေမဝင်နဲ့ဆိုတဲ့ဟာတာအပိုင်းလေးပေါ့ခင်ဗျာ အဲ့မှာဆိုရင်တော့သူတို့ကသေးကြောက်တောက်ပြီးတော့ကြောင်တာပေါ့နော်ရေးဝင်တာပေါ့လူတယောက်ကိုအထင်မှားတာပေါ့ဟုတ်ကဲ့အဲ့ဒီဥစ္စာကိုအခြေခံပြီးတော့ကျွန်တော်တို့အဲ့ရေးမဝင်နဲ့ဆိုတော့ဟာတာအပိုင်းလေးကြိုက်ပါတယ်ကြိုက်တော့နောက်ဆုံးမှကျွန်တော်ကခါသူဆွဲလိုက်တဲ့လိုလုံကြီးကျွတ်ကြပြီးတော့ကျွန်တော်ကမိမွေးတိုင်းပမွေးတိုင်းနဲ့ဒုတ်ကင်ပြီးတော့လိုက်ရတဲ့အခန်းလေးဦးလေးဟာပါလေပါလေပါလေမလူပါဘူးမလူပါဘူးမလူပါဘူးဦးလေး တာတာတို့မဖမ်းပါနဲ့ဦးလင်းအဟာပါနေလာပြောနေရလဲလို့ဦးလင်းအဲ့မတိကြောင်မသောက်နဲ့လို့တောက်တော့ဒီမှာတောက်တော့လဲမို့ရထားလဲမှာတောက်တော့ဦးလင်းအဲ့လိုမဖမ်းနဲ့လေကြာဦးလင်းလဲဟာကတ်ဘာဆိုင်ကိုမင်းတို့ဘာတင်လဲဟာဦးလင်းအဲ့လိုမလုံးနဲ့လေကြာဦးလင်းအဲ့လိုသွဲလာလာမလုံးနဲ့ဦးလင်းနော်ဟာမင်းမဖမ်းနေတာလေမတိကြောင်လေဦးလင်းလေဦးလင်းကလေးတွေတောက်တောက်တာကိုရဲစကားလဲတော့ဘာလို့လုံးတယ်ဦးလင်းအိမ်ဖို့မှာတော့တာတိပြီဦးလင်းတာတောက်မှာမဟုတ်ဘူးဘာပြပြောနေတာကွာမင်းကလဲတော့ဦးလင်းကလေးတယောက်တောက်မှာတော့အဲ့လိုမငင်းနဲ့လေဦးလင်းကလေဟာငါတို့ ာဘာလို့ဘူးလဲဟုတ်ပါတယ်ဘာလို့တောင်းပါမင်းတို့ဘာဖြစ်လဲကျွန်တော်ကမင်းတောင်းပါအမွေးဒီတော့လည်းနေတော့မရောက်ပါရဲ့စောင့်ကြည့်နေဟုတ်တယ်ဟုတ်တယ်ဒီမှာမင်းတို့ ဲ့ကန်ကြတော့ဟာမဟုတ်ဘူးဒီဥစ္စာကြီးကမဟုတ်ဘူးကျွန်တော်စီစဉ်သားပြီးပါပြီဗါတဲ့အောက်ကကျွန်တော်တို့ဘောင်းမီအစိမ်းဝိတ်ပြီးတော့လိုက်ပါတဲ့အဲ့ဒါကိုဆက်ထဲမှာကြာမှာပြန်တဲ့မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီပုံနဲ့တည်ဆက်တာဗါကျွန်တော်တို့ရိုင်းရိုင်းဆိုင်ဆိုင်နဲ့တင်ပြတာမဟုတ်ပါဘူးဟုတ်ကဲ့အခုတော်တွင်းမှာတော့ဟလာကျွန်တော်တို့တိုင်းပြည်ရဲ့အနေထားဒီရုပ်ရှင်ဗီဒီယိုဆိုတာလဲတော်လေးကိုပါရှားကုန်ပါပြီအဲ့တော့ကျွန်တော်တို့ဒီလိုအတူလေးတွေရိုင်းရိုင်း အဲ့ဥစ္စာကလည်းရဖာရကားမရိုက်တာဆိုတော့လေအမြဲတဖြင့်သူတို့ဟိုနေဖြစ်နေတဲ့ဟိုနေတော့မဟုတ်ပါဘူးအမှုပညာတော့မဟုတ်ပါဘူးအဲ့တွေ့ကျွန်တော်ကပကြီးကြောင်းတက်ခဲ့ပြီပါတယ်အဲ့တွေ့ကျွန်တော်ပကြီးပြန်ရေးပါတယ်ကျွန်တော်ရဲ့ဟိုနေပေါ့နောက်ဆုံးအချိန်ထိကျွန်တော်လောက်သွားမဲ့အမှုပညာပကြီးပညာပဲဖြစ်ပါလိမ့်ဟုတ်ကဲ့အခုလို့လာပြီးတော့ကျွန်တော်ကိုနင်းလေးသာသာနဲ့ပေါ်ပြပြပြီးတဲ့ flying CD ကိုလည်းကျွန်တော်ရန်ကျေးဇူးတင်ပါတယ်။နောက်ကြည့်ရှုနေတဲ့ပြည်သူများကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ကမွေးတဲ့အမှုပညာဝါသနာပါတဲ့အမှုပညာသမားတွေပါ။အဲဒါကျွန်တော်အသက်ရှင်နေတွေဗီဒီယိုကျွန်တော်တို့ဟိုနေမဟုတ်ရင်တော့ကျွန်တော်ပကြီးပညာနဲ့ကျွန်တော်ပေးဆက်သွားမှာပါ။ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။